ရေစကြည်လအနာကတိချံအခန်းကြီး39အငယ်1မှ28တပန်ဒါရပြားရဲ့လက်တော်သည်ငါအပေါ်မှာရှိ၍ဝိညာဉ်တော်အားဖြင့်ငါကိုပြင်သို့ဆောင်းသွားလျက်အယူတို့နှင့်ပြည့်သောခြိုက်အလေ၌ထားပြီးလင် ထိုအယူတို့ပတ်လည်၌ရှောက်သွားစေတော်မူ၏ထိုခြိုက်မျက်နှာပြင်၌များစွာသောအယူတို့သည်ရှိ၍အလွန်တွေ့ချောက်ကြ၏ဒါရပြားကလည်းအချင်းလူသား ဤအယိုးတို့သည်အသက်ရှင်နိုင်သလိုဟုမိတော်မူလျှင်ငါကအိုးအရှင်ထာဝရဘုရားကိုရောတည်တော်မူသည်ဟုပြောလေ၏ထာဝရဘုရားကလည်းဤအယိုးတို့အပေါ်မှာပရောဖက်ပြု၍ဟောပြောရမည်မှာအိုးသွေးချောက်သောအယိုးတို့ထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ကြလော့ဤသွေးချောက်သောအယိုးတို့အားအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ငါသည်တင်တို့အထဲသို့အသက်ကိုသွင်း၍တင်တို့သည်အသက်ရှင်ရကြမည်။တင်တို့အပေါ်မှာအကျော်တို့ကိုငါတင်၍အသားကိုတက်စေမည်။အရေနှစ်ဖုံးလွှမ်း၍အသက်ကိုသွင်းသဖြင့်တင်တို့သည်အသက်ရှင်၍ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရကြလိမ့်မည်ဟုမှားထားတော်မူသည့်အတိုင်းငါသည် ပရောဖက်ပြု၏ပရောဖက်ပြုစဉ်တွင်အတန်မြည်၏လှုပ်ရှားခြင်းလည်းရှိ၏ အယိုးတို့သည် တစ်ခုအနည်းသို့တစ်ခုချင်းကြ၏ငါကြည့်ရှုစဉ်တွင် အကျိုးတို့သည်ပေါ်လာ၍အသားလဲတက်၏အရေလဲဖုံးလွှဲ၏တို့ရာတွင် အသက်မရှိသည်ထာဝရဘုရားကလည်းအချင်းလူသာ လေအားပရောဖက်ပြုလို့အရှင်ထာဝရဘုရား၏အမိန့်တော်ကို လေအားဆင့်ဆူရမည်မှာအိုးလေအရက်လေးမျက်နာတို့မှလာ၍ဤအသေးကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာမှုတ်လောဟု မှားထားတော်မူသည့်အတိုင်းငါသည်ပရောဖက်ပြု၍လေသည်သူတို့အထဲသို့ဝင်လာသည်ဖြင့်သူတို့သည် အသက်ရှင်၍အလိုများသောပူချေဖြစ်လျက်မတ်တက်နေကြ၏။ဒါရပြားကလည်းအချင်းလူသာဤအယိုးတို့သည်ဣဒရေလအမျိုးအပေါင်းဖြစ်ကြ၏။ငါတို့အယိုးများသည်တွေ့ချောက်ကြ၏။မျောလင့်စရာမရှိ။ ငါတို့သည်ဆုံးရှုံးကြပြီဟုသူတို့ဆိုတတ်ကြ၏တို့ဖြစ်၍ပရောဖက်ပြုလျက်အရှင်ထာဝရဘုရား၏အမိန်တော်ကို သူတို့အားဆင့်ဆိုရမည်မှာအချင်းငါဤလူတို့သင်တို့သင်္ချိုင်းတွင်များကိုငါဖွင့်၍သင်တို့ကိုထုတ်ပြီးလင်ဣဒရီလာပြည်သို့ပို့ဆောင်မည်အချင်းငါဤလူတို့ သင်တို့သင်ချိုင်းတွင်များကိုငါဖွင့်၍သင်တို့ကိုထုတ်ပြီးလင် အသက်ရှင်စေခြင်းကငါသည် ကိုအသက်ကိုသွင်းပေး၍သင်တို့ကို နေရင်းပြည်၌နေရာချသောအခါငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်တို့သိရကြလိမ့်မည်ငါထာဝရဘုရားပြောသည့်အတိုင်းပြည့်စုံကြောင်းကိုလည်းသိရကြလိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူ၏ဂျပန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါစီတို့ရောက်လာ၍ အချင်းလူသားဒုတ်တချောင်းကိုယူ၍ယူဒာအမျိုးနှင့်သူ၏အပေါင်းအဖော်ဣသရေလအမျိုးသားအဖိုးဟုရေးမှတ်လောတပန်ဒုတ်တချောင်းကိုယူ၍ယောသက်အမျိုးနှင့်သူ၏အပေါင်းအဖော်ဣသရေလအမျိုးသားများအဖို့ ဧပရင်ဒုတ်ပေတီဟုရေးမှတ်လောထိုဒုတ်နှချောင်းကို တချောင်းနဲ့ဖြစ်စေခြင်းငါပူထား၍ထိုတချောင်းတည်သောဒုတ်ကိုလက်ဆွဲလောတိအမျိုးသားချင်းတို့ကထိုတို့ပြုသောအဘယ်သူဆိုလိုသည်ကိုငါတို့အာမပြောသင့်သလောဟုမေးလင်အရှင်သာရဗျာဤအမိန်တော်ကို သူတို့အာဆင့်ဆိုရမည်မှာ ဧပရင်ကင်သောယောသတ်ဤဒုံနှင့်သူ၏အပေါင်းအဖော်ဣသရေလအမျိုးအနွယ်တို့ကိုငါယူ၍ယူဒဒုံနှင့်အတူပူထားပြီးလင် တချောင်းတီဖြစ်သောဒုံကိုငါလက်ဆွဲမိဟုဆင်ဆူလျက်တည်ရေးမှတ်သောထိုဒုံကို သူတို့မျက်မှောက်၌လက်ဆွဲလျက်နေလောအရှင်သာရပြား၏အမိန့်တော်ကိုလည်းဆင်ဆူရမည်မှာဣသရေလအမျိုးသားတို့ရောက်သောတပါးအမျိုးသားနေရာအရရတ်တို့မှာ သူတို့ကိုငါခေါ်ခဲ့၍စုဝေးစေပြီလင်သူတို့ကိုနေရင်းပြည်သို့ပို့ဆောင်မည်ထိုပြည်တွင်ဣတရေလတောင်တို့အပေါ်၌လူတစ်မျိုးသည်ဖြစ်စေ၍ရှင်ဘရင်တပါးသည်တာလျှင်ထိုသူအပေါင်းတို့ကိုစိုးဆန်ရလိမ့်မည်နောက်တပံသူတို့သည်လူနှမျိုးမပြည့်ရနှစ်တိုင်းနှစ်ပြည်ကွဲပြားလျက်မရှိရ နောက်တစ်ဖန်သူတို့ရုပ်တုများဆက်ဆုပ်ရွှန်ရှားပွေသောအမှုများလုံကျိုးခြင်းအမှုများနှင့်ကိုကိုမညစ်ညူစေရကြသူတို့ပြစ်မှားလေရာရာအရက်တို့မှငါကဲ့နှုတ်၍တန့်ရှင်စေမည် သူတို့ဒီငါဤလူဖြစ်ကြလိမ့်မည်ငါဒီလေသူတို့ဤဘုရားသခင်ဖြစ်မည်ငါဤကျော်တော်ဝိသည် သူတို့ဤရှင်ဘုရင်ဖြစ်၍ထိုသူအပေါင်းတို့သည်သူထိတ်တူဦးကြီးရှိကြလိမ့်မည်ငါစီရင်ထုံးပွက်ချက်တရားလမ်းသူလိုက်၍စောင့်ရှောက်ကြလိမ့်မည်ငါဤကျော်ရာကုတ်အားငါပေး၍သင်တို့ဘူးဘီးများနေဘူးသောပြည်၌သူတို့နှင့်တားမြေအစဉ်အဆက်တို့သည်နေကြလိမ့်မည်ငါဤကျော်ဒါဝိသည်လည်းသူတို့ကိုအစဉ်အမြဲစိုးစံလိမ့်မည် ထိုမှတပါသူတို့နှင့်မိသဟာယပတိညင်ကိုငါဖွဲ့၍ထိုပတိညင်သည်နေဆာထာဝရပတိညင်ဖြစ်လိမ့်မည်သူတို့ကိုနေရာချ၍များပြားစေမည်ငါ၏တန်ရှင်ရာဌာနကိုသူတို့အလယ်၌အစဉ်အမြဲထားမည်ငါ၏ဗိမာန်တော်သည်လည်းသူတို့၌ရှိ၍ငါသည်သူတို့၏ဘုရားသခင်ဖြစ်မည်သူတို့ဒီလဲငါဤလူဖြစ်ကြလိမ့်မည်ထို့သူငါဤတန်ရှင်ရာဌာနသည်သူတို့အလယ်၌အစဉ်အမြဲတည်သောအခါ ငါထာဝရဘုရားသည်ဣသရေလအမျိုးကိုတန့်ရှင်းစေသည်ဟုတပါအမျိုးသားတို့သည်သိရကြလိမ့်မည်ဟုမိန်တော်မူ၏အာမင် God bless you